ဓိကကတော့ကိုမူရစ်စေဝါကိစ္စပေါ့နော်အဲမူရစ်စေဝါကတော်တော်ကိုပေါ်တာကိုကြီးအဲ့မှာကတော့ကိုတရားဝင်လို့ပြောလို့ရတယ်ဗျဘာတွေရလဲဆိုတော့ဝိလို့ခေါ်တဲ့စေချောက်ရမယ်ဗျယာမရမယ်အိုက်ရမယ်ဘိန်းယူရမယ်အကုန်လုံးရတယ်ဗျကိုအဲ့အရာတွေပေါ်ပေါ်လောလောတွင်းပြီးတော့နိုင်ငံရေးကျင်းသားတွေကိုမြှူဆွဲတယ်ဖျားယောင်းတယ်ဖျက်ဆီးတယ်ပေါ့နော်သူတို့အားလုံးဖျက်ဆီးကြတယ်ဒါပေမဲ့ထိန်းတော့ထိန်းတယ်အကုန်လုံးကတော့ကျွန်တော်တို့ဝိုင်းထိန်းကြတယ်နိုင်ငံရေးကျင်းသားတွေအဲမူရစီကလည်းဗျာ သွင်းတဲ့ကိစ္စတွေမှာတော့ဥပမာပေါ့နော်ထောင်ထဲကိုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘူးတကားကိုဖျက်အဲ့ဘူးတကားမှာတက်သားအဆင့်လောက်ကိုပဲတက်သားအဆင့်ဒါမှမဟုတ်တက်ချက်တက်ချက်ကြီးပေါ့နော်၃ကြီးအဆင့်လောက်ကိုပဲသူကစစ်တာတပွင့်တို့နှစ်ပွင့်တို့သုံးပွင့်တို့ကြာမစစ်ရဲတော့အဓိကအသေးနေတာကတော့သူတို့ပဲဗျထောင်ပိုင်းအပါဝင်ຢာလို့ရှိတဲ့လူတွေပေါ့သူတို့ကိုယ်တိုင်ကြာတော့ဘယ်သူမှမစစ်ရဲပါဘူးအဲ့ကြောင့်သူတို့ကိုယ်တိုင်တွင်းနေတဲ့ထောင်ထဲကိုအဲတွင်းပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုဖျက်ဆီးတယ် ုတ်ကဲ့ကိုစီမင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါအာခုကျွန်တော်ကိုစီစီကနေပြီးတော့လဲစာတွေရတယ်ဗောလေအထူးသဖြင့်တော့ဒီအိုးဘိုမန္တလေးအိုးဘိုထောင်တဲကနိုင်ငံရေးကျင်းသားတွေရဲ့လက်ရှိဖြစ်ပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဟိုမေးချင်တာပါကျွန်တော်ဘာဖြစ်လို့လဲဆိုရင်ပထမတစ်ခုကတော့အခုနောက်ပိုင်းမှာခုနောက်ပိုင်းမှာဆိုတာထောင်တဲ့အခြေအနေတွေကိုအရင်တုန်းကလောက်လွယ်လွယ်မသိရတော့ဘူးဗောနော်ပထမတစ်ခုကတော့ဒါကျွန်တော်မြင်တဲ့အမြင်ကျတော့လူလူကဒီဘက်လက်နက်ကင်တော်လိုင်းရေးကိုပို့ပြီးတော့ပါယုံစိုက်ကြတယ် ပို့ပြီးတော့အာယုံရတယ်ပေါ့နော်ဆိုတော့နိုင်ငံရေးကျင်းစာတွေနဲ့ပတ်သက်ပြီးတော့ဟိုးရင်တုန်းကတော့ဒါထောင်ထဲမှာဟာအိုးဘိုထောင်ထဲမှာဖြစ်ဖြစ်တာယာဝတီပဲဖြစ်ဖြစ်အင်းစိန်ပဲဖြစ်ဖြစ်တခုခုဖြစ်တယ်ဆိုရင်ဒါအင်တာနက်ပေါ်မှာရောသတင်းဌာနတွေကရောတို့တော်တော်အာယုံစိုက်ကြတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့အာယုံစိုက်တာတော်တော်ညော့လာတာကျွန်တော်တို့တွေ့ရတယ်ဒါကလည်းဒီလက်နက်ကင်ဒေါ်လာရေးပတ်ကိုပို့ပြီးတော့အာယုံစိုက်ကြတဲ့ဟာအကြောင်းလည်းပါတာပေါ့နော်ဆိုတော့ဒီမှာပထမဆုံးနေနဲ့သိကျင်တာကအိုးဘိုထောင်ထဲမှာဘလို့အခြေအနေတွေရှိတယ်လဲပေါ့နော် နိုင်ငံရေးအကျဉ်းသားဘယ်လောက်လောက်အဲ့ဒီမှာဘယ်နှဦးလောက်ရှိတယ်လဲနောက်ပြီးတော့အဲ့ဒီမှာလူသိများတဲ့လူတွေအေးဘယ်လောက်လောက်ပါတယ်လဲပေါ့နော်ဘာလို့လဲဘာလို့ကျွန်တော်ဒါမေးရလဲဆိုတော့အစောပိုင်းမှာတော့ဟုတ်တယ်ဘယ်သူကနေဘယ်ကိုရောက်နေပြီဆိုတော့သိရတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့မသိရဘူးဟိုစစ်ကောင်စီကလည်းတချို့ဟိုနိုင်ချင်းတွေကိုပြောင်းတာရွှေ့တာအဲ့ဒါမျိုးတွေရှိုးဝဲလောက်တာမျိုးတွေရှိတယ်ကျွန်တော်အဲ့ဒါသိကျင်တာပေါ့နော်နောက်တစ်ခုကကျတော့ဒီနိုင်ငံရေးကျင်းသားတွေကျမ်းမာရေးပြဿနာပေါ့နော်တချို့ ဒီနှိပ်စက်ခံရတယ်ဈေးကူတောက်ခွင့်မပေးဘူးပဲနဲ့တေသွားတာတွေရှိတယ်အသက်ဆုံးရှုံးရတာရှိတယ်ဆိုတော့အဲ့ဒီဟာတို့ပထမဆုံးအနေနဲ့ပြောပြပါလားဗျဟုတ်ကဲ့ဗျအဲ့လိုဆိုရင်တော့ပထမအဆုံးမြင်သာအောင်နိုင်ငံရေးအကျဉ်းသားရေးရပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မန်လေးတိုင်းဝန်ကြီးချုပ်ဦးစောမြင့်ပါဗောဗျာသူ့လိုအနေထားမှာတောင်မှဟိုဈေးကူတောက်ခွင့်မရလို့ကျွန်တော်တို့အသက်ဆုံးရှုံးခံလိုက်ရတယ်မပဥဝင်ထိန်တို့အများကြီးပါပဲတော့ဒါတော့ကျွန်တော်မြင်သာအောင်ပဲပြောလိုက်တာသူတို့ကကျွန်တော်လူတိုင်းလည်းသိကြတယ်ဆိုတော့သူတို့လိုလူမျိုးတွေတောင်မှဈေးကူတောက်ခွင့်မရဘူးတည်ကြတယ်အခုကျွန်တော်တို့ နာမည်မရှိဘူး။ဘာမှအတိုင်းဝိုင်းတောင်းတဲ့သူတွေမဟုတ်တဲ့တခြားနိုင်ငံရေးအကျဉ်းသားတွေအားလုံးလည်းအားလုံးကတော့သူတို့ထက်ပိုဆိုးတာပေါ့ဗျာ။ဘာစေကူးသားမှုမှမရပါဘူး။ပွေဝဲရားနာလို့ယောဂမျိုးတောင်မှသူတို့လုံလောက်လောက်စေဝါမှာပခုတာပေးနိုင်မှာဘူး။ကျွန်တော်တို့မိသားစုတွေကလည်းတင်ရနေစေးတွေတွင်းရတယ်ပေါ့နော်။ဒါမဲ့သူတို့မရောက်ဘူးဗျာ။သူတို့လမ်းနေဝင်လမ်းနေရဖြတ်ပြီးတော့ယူတာတို့ဆေးကိုသွင်းမပေးတာတို့ပြီးရင်သူတို့ကပြန်ရောင်းစားတဲ့ဆေးတွေကိုစီးကြီးကြီးနဲ့တော်တော်ဆိုးပါတယ်အချိန်ဒီတွေကတော့ ကျမ်းမာရေးမကောင်းလို့တော့မှဆေးထိုးခြင်းနဲ့ထိုးလို့မရဘူးဆေးရုံကိုသွားခွင့်မရှိဘူးအဲသူတို့နဲ့ရင်းနေတဲ့လူသူတို့ဖားရနေတဲ့လူတွေပဲသွားရတယ်ဆေးရုံကလည်းအဲသွားလိုက်ရင်လည်းဘာမှမထိုးပြပါဘူးပါရာလောက်ဆီထွင်းတော့ပဲပြီးကြတာပါပဲဒါတောင်မှမလောက်ငါပါဘူးကျွန်တော်တခြားအလူရှင်တွေလူနေတယ်လို့လည်းကြားပါတယ်ထောင်ထဲမှာကတော့အဲသွေးတို့စီဂျူတို့နာတာရှိယောဂါသမားတွေအတွက်လည်းလုံးဝဆေးဝါးမပေးနိုင်ပါဘူးပုံမှန်အပြင်ကလည်းခုနလိုပေါ့နော်သွင်းလို့မရဘူးသွင်းလို့ရတဲ့ဆေးတွေကလည်းအဲပျောက်တာတွေရှိမယ်မရောက်တာတွေရှိတယ် ပူဆိုးတာတော့မရောက်တာတွေကပုံများပါတယ်အဲဒါမှကျွန်တော်တို့ကမသိကြရအောင်အဲဆေးကူးသားလို့အပြင်ကူးသားလို့ထွက်ချက်နေဆိုရင်တော့ဟိုနာမည်မကြီးတဲ့သူဆိုရင်တော့တို့ကဟိုဗတ်ဆန်သိမ့်စိတ်လောက်တော့ပြီးရတယ်ဗျထောင်ကနေဆေးကူးသားဖို့ပြင်ထွက်ခွင့်လေးရဖို့ကိုအဲ့ဒါလည်းတရက်ဖယ်တော့နေချင်းမြန်မရမှာလုံးဝပြင်မှာကူးသားခံရမယ်ဆိုတဲ့ဟာမျိုးမရဘူးဗျအဲဒေါက်တာဦးစုံမြင့်မောင်လည်းအဲ့ကိစ္စနဲ့ပါပဲစက်ဆုံးရှုံးသွားတာကျွန်တော်တို့ခေါင်းဆောင်နေကျွန်တော်တို့ရင်းနေနာကြတယ်ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးနော်အဲ့ကျတော့ကျင်းသားတပေါင်းကျော်မှဆရာဝန်နှစ်ယောက်ပဲရှိတာဗျာ 2024ဒီဇင်ဘာနဲ့2025ဇန်နဝါရီလောက်မှာအကျဉ်းသားတွေရာနဲ့ချီပြီးတော့ဝမ်းပြဝမ်းရှောရောကတော်တော်ဖြစ်လိုက်တယ်ဗျ။အဲ့ဒါကိုလည်းတို့ကငင်းထားပါတယ်မဟုတ်ပါဘူး။ဒါမှမဟုတ်ဘူးဗျ။ရှိဖြစ်တယ်ဖြစ်ခဲ့တယ်။အများသူကတော့ဗျာကိုယ့်အနေကိုဟိုနိုင်ချင်းနိုင်ငံအကျဉ်းသားတွေအချင်းချင်းစီလီဝါလေးနဲ့ကုကြတခြားလေးတွေတိုက်ကြနေအဲ့လိုပဲကျွန်တော်ကြည့်ပြီးကုသကြတယ်။အရန်ဆိုးတဲ့သူတွေကတော့မဖြစ်မနေတော့ရတာပေါ့နော်။အဲအဲ့ဒါလည်းဟိုအရန်ကြီးပြောက်ကင်းလာတယ်တော့မဟုတ်ပါဘူး။ တက်တော့မတည်ခဲ့ကြဘူးပေါ့နော်တော်ယုံတော့ပါပဲပြီးတော့လဲကိုကငကိုပဲကူကြရတာကျွန်တော်ဟုတ်ကဲ့ပါဗျာဒီဝါကူတော့မော်တော်တော်ကိုအဆင်မပြေတာပါဗျာဟုတ်ဟိုတခြားဒီဟို Red Cross လိုမျိုးနောက်ပြီးတော့ ICRC လိုမျိုးအဖွဲ့တွေထောင်ထဲကိုလာပြီးတော့ကြည်တာမျိုးစစ်ဆေးတာမျိုးတွေကိုရှိသလားဗျာကြားခဲ့ရဘူးသလားဗျာဟုတ်ကဲ့ကျွန်တော်ရောက်ခဲ့တဲ့အချိန်ထိတော့လူခွင့်ရေးကော်မရှင်တစ်ခေါက်လာတယ်အဲဒါပေမဲ့ ကျွန်တော်ဒီရေးကြီးလောက်ကလူခွင့်ရေးကော်မရှင်ဆိုတော့ဗျာမိမိကြီးတွေပဲဗာပြောချင်တာတော့ဗာလို့ချင်တာတော့မေးရှာပါတယ်သူတို့လည်းဗာလို့ပြီးသွားနိုင်တော့လို့ပြန်မေးမယ်ဆိုရင်တော့သုံးတဲ့တိုင်းဘာမှမလုပ်ပြီးသွားနိုင်ပါဘူးသူတို့ကလည်းကျွန်တော်တို့တိုင်းမနေကြရတာအဲပြီးတော့ဒီနှစ်မှာပဲ ICRC လာခဲ့တယ်တကယ်ဝင်နိုင်ငံသားဖွဲ့စည်းတစ်ခုပေါ့နော်မြန်မာနိုင်ငံလောက်ခံတော့မဟုတ်ပါဘူးအဲသူတို့ကလည်းပြောကြပါတယ် ပထမတည်းရဲ့ကျွန်တော်တို့ထောင် site တွေတွေဝင်ကြတယ်ညီလေးတို့ဦးလေးတို့အကုန်လုံးဗာပြောချင်တော့ကျွန်တော်တို့မနေ့ပြန်တစ်ခေါက်ပြန်လာမယ်အဲ့အတွက်ပြောစင်တာရှိရင်ဟိုအစင်းင်းပြင်ထားဖို့သူတို့ပြောတယ်ဒါပေမဲ့ဘလို့ကနေဘလို့ဖြစ်သွားတယ်လဲတော့မသိဘူးဗျာစေယုံ site ဆိုတဲ့ site တစ်ခုကိုပဲဝင်ပြီးတော့ကျွန်တော်တို့ site တွေကိုမဝင်တော့ဘူးသူတို့လည်းစိတ်ပြက်လက်ပြက်နဲ့ပြန်သွားတယ်လို့တော့ကြားတယ်ဗျာထောင်အနာပိုင်းလေးနဲ့အဆင်မပြေဖြစ်ပြီးတော့အဲဒါတော့ပါပဲကြံတဲ့ဟာတော့မဝင်ဘူးဗျာကျွန်တော်တို့ဆိုတော့ဒီ coast ကိုကျွန်တော် သိတဲ့လောက်ဆိုလို့ရှိရင် ထောင်ထဲမှာဒါနှစ်နဲ့ချီပြီးတော့နေခဲ့တယ်ဗောနော်ဆိုတော့ ကျွန်တော်ကိုပြောပြလို့ရသလားဗောနော်ဟိုထောင်ကြကြချင်းဒီစက်ကောင်စီကနေထောင်ချလိုက်တယ်အဲ့ဒီကာအဲ့ဒီအချိန်ကနေပြီးတော့ဒီနောက်ဆုံးထွက်လာတဲ့အချိန်အထိပေါ့ဘလို့အပြောင်းလဲတွေရှိတယ်လေဗျအစောပိုင်းမှာဟာဘလို့အချိန်တွေရှိပြီးတော့ထွက်ခါနေအထိပေါ့နော်ဘလို့အချိန်တွေမျိုးတွေပြောင်းလဲလာခဲ့တယ်ညနေပြောပြလို့ရသလားဗျအဲ့ဒါကတော့အကူကြီးဖက်ခံနီးလေတော်တော်ပူဆိုးလေပေါ့နော်အပြင်းမားလဲနိုင်ငံရေးအခြေအနေကမြင့်လာတယ်တခုခုဆိုရင်နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တယ်အဓိကတော့နိုင်ငံရေးအကျဉ်းသားတော်တော်ဖိနှိပ်ခံရပါတယ်အထက်မှာကျွန်တော်တို့အနိုင်ကျင့်မှုတွေအများကြီးရှိတယ်ဗျာ အဲ့ဒါတွေတော့ကျွန်တော်နည်းနည်းပြောချင်တယ်ဒီခါလေးကျတော့လေကျွန်တော်တို့ပတ်တတ်နိုင်တဲ့လောက်တော့လေကျွန်တော်တို့စိတ်သက်တည်နေကျွန်တော်တို့အများဆုံးပြည့်ဝတွေအားပေးကြတယ်ကူညီကြတယ်အဲအဲ့လိုမျိုးလေးတွေကျွန်တော်တို့နေကြတယ်အဓိကပြောချင်တာနိုင်ချင်းတွေကိုတော့တော်တော်ကိုဖြိုခွင်းနေပြတော်တော်နှိမ့်ဆက်တယ်သူတို့မမရရပြောရမယ်ဆိုရင်တော့2021ရှစ်လေးလုံးလုံးကသုံးဆိုင်မှာနိုင်ငံချင်းသားတွေကိုဖြိုခွင်းနေဘာမှပြဿနာမရှိဘူးတတ်တတ်မှဝန်ထမ်းအနေနဲ့အဲသူတို့နဲ့နှစ်ကြီးသမားတွေသူတို့ပြောတဲ့ဘောပေါ့နော်မင်းကြီးမှလုပ်တဲ့ နှစ်ကြီးသမားလေးကိုခေါ်ပြီးတော့ဝိုင်းရိုက်ကြတယ်အဲ2021အမေစုမွေးနေ့မှာပဲမျိုးသားယာယီအိတ်ဆောင်ယာယီအိတ်ဆောင်ရှိတယ်ပဲသုံးသက်ဆောင်ဆိုတဲ့အဆောင်တစ်ခုရှိတယ်အဲ့မှာလည်းဖြိုခွင်းတယ်လောက်လေးတွေနဲ့ပြည့်ကြတယ်ဒုတ်တွေနဲ့ဝိုင်းရိုက်ကြတယ်ကျွန်တော်တို့ရဲ့ညီညွတ်မှုလို့တော်တော်ကိုသူတို့ဖြိုခွင်းတယ်ဆေးတပတ်ဆိုင်ရာတွေဖျက်ဆီးတယ်သူတို့အဲ2021လပိုင်းမှာနှစ်ဆိုင်ကနိုင်ဂျီးရီးယားကိုထပ်ပြီးတော့သူတို့ဖြိုခွင်းတယ်အဲပြီးတော့2023နှစ်လပိုင်းမှာငါးဆိုင်ကနိုင်ဂျီးရီးယားကိုရှာဖွေရေးဆိုပြီးတော့အကြောင်းပြတယ် အဲပြီးတော့ဆဲဆူရိုင်းတတ်တယ်အနည်းဆုံးတော့ဗျာကိစ္စတိုင်းဖြစ်ပြီဆိုရင်နိုင်ချင်းအနည်းဆုံး10ရောက်15ရောက်ထဲမှာ ਨੇ ဆွဲထုတ်ပြီးတော့မျက်နှာကိုလောက်လေးခွားနဲ့ပြစ်တာတို့သုံးနဲ့ရိုက်တာတို့တန်တုပ်တွေနဲ့ရိုက်တာတို့အမျိုးမျိုးကျွန်တော်တို့ခံရပါတယ် WhatsApp တုပ်တွေပေါ့နော်အဲအများကြီးတဲ့မြေအောင်ပြောရရင်တော့ကျွန်တော်တို့ဖိုင်ငယ်ရေးသေးစီလိုက်လို့ပြိုက်တွေကိုနှစ်ခေါက်ခေါက်ထားတယ်တိတ်နဲ့ပတ်ပြီးတော့ရိုက်ခံရတယ်ကျွန်တော်တို့အထက်ကို ပေလောလောရှိနေလေပြောပေး20လောက်မြင့်တဲ့အဆောက်အဦးလှေကားဝောင်ကြီးကျွန်တော်တို့ကန်ချခံရတဲ့အဆောက်အဦးရှိတယ်ဖြစ်စင်းနဲ့အဲ့လိုမျိုးရန်ဖြစ်တဲ့ဖြစ်စင်းတွေနဲ့မသက်ဆိုင်နေမဲ့လေကျော်သောတရင်ရှိတယ်ပေါ့နော်နိုင်ဂျင်းနဲ့ရနည်းနည်းနာမည်ရှိတဲ့လူတွေစောင့်ကြည့်တယ်ပြီးရင်အစအကြောင်းမဲ့ဆွဲထုတ်တယ်သူတို့ပြီးလို့ရှိရင်ဒေါင်းနဲ့တိုက်တဲ့တိုက်ဒေါင်းနဲ့တိုက်ခတ်တယ်တိုက်ထဲထဲတယ်သူတို့တော့ခတ်ပြီးတော့တိုက်ထဲထဲတယ်အနည်းဆုံး6လောက်ဒါမှမဟုတ်တချို့နိုင်ငံရေးနာမည်ရှိတဲ့သူတွေဆိုရင်နှစ်နဲ့ချီတဲ့တီသူတို့တိုက်ပိတ်ထားတယ်ဗျအဲတိုက်ထဲမှာလည်းကျွန်တော်တို့ဘာမှယူလို့မရပါဘူး ခေါင်းခေါင်းတော့မဟုတ်အထောက်ခေါင်းတစ်ခုရမယ်ဗျအဲ့ရလေးအဲ့ရခင်လေးတစ်ခုရမယ်သူတို့ထောင်ကပေးတယ်ထောင်ကြဝတ်စုံနှစ်စုံတော့ကျွန်တော်တို့ယူလို့ရမယ်အပြင်ကမိသားစုကဘာပဲတက်နေတက်နေထောင်ဝင်သားလုံးဝပေးမသွင်းတော့ပါဘူးအဲ့ကြောင့်အထက်ကနိုင်ငံရေးအကျဉ်းသားတွေတော်တော်ကိုဒုက္ခရောက်ရှာကြပါတယ်ကျွန်တော်တို့ဆိုတော့အခုနကအခုနကပြောတဲ့အခုနကပြောတဲ့အထင်မှာဒီမျက်နာကိုလောက်လေးနဲ့ပြစ်တယ်လို့ပြောတာဘယ်လိုမျိုးလဲဗျသူတို့ကကျွန်တော်တို့အဆောင်နေအားလုံးကအာစီပို့ဗျအာစီဆောက်ထားတယ်ပြီးတော့တန်တကားအသေးလေးတက်ထားတယ် တခါကြတော့အထက်ကလူတွေကဝယုံသုံးကားဖြစ်တဲ့ခါကြတော့သူတို့မဝင်ရဘူးဗျချက်ချင်းအဲ့တော့အပြင်ကနေပြစ်တာသူတို့ပြင်ကနေမျက်နှာတွေကိုတိပြစ်တယ်သူဘယ်မှန်မှန်ပေါ့ဗျာပြစ်ကြတယ်အကုန်လုံးအကုန်လုံးကိုမပြစ်တာသူတို့ကတော့အဲ့ပြီးရင်ရိုက်တယ်အဲ့ပြီးတော့အဲ့ချက်ပေါင်းကွာကိုချက်ပေါင်းဂျူကကင်ပြီးတော့အဲ့အသားနဲ့အတကုံလွှဲရတယ်ဒီကောင်ကြီးကအဲ့ဒါတော့ကျွန်တော်တို့ခုနပြောတဲ့ငားဆိုင်ချက်ပွေးလို့တဲ့ချိန်မှာဖြစ်ဖြစ်တယ်ဖြစ်စင်ပေါ့နော်ကျွန်တော်နိုင်ချင်းတွေအများကြီးခံရတယ်ကျွန်တော်တို့ကလည်းတန်ညိုးတွေတန်တန်တာကားတွေပိတ်ထားတယ်ကျွန်တော်တို့ ဟိုမျက်ရည်ဝိုင်းအောင်မှလွဲပြီးကျွန်တော်လွဲဘာမှမတတ်နိုင်ခဲ့ပါဘူးကျွန်တော်ညီကိုလည်းကျွန်တော်တို့ရှင်နေနာခဲ့ရတယ်ကျွန်တော်တအားခံစားခဲ့ရဒါပေမဲ့အဲ့လိုပြောလို့ကျွန်တော်နိုင်ချင်းတွေစိတ်ထဲကျသွားသလားကျွန်တော်တို့မကြောက်ပါဘူးကျွန်တော်တရားတွေရောက်ဖေးမာတယ်အားတင်းတယ်အားလုံးကကျွန်တော်တို့ပြောခဲ့သလိုပါပဲတွဲတိုင်းမှာခေါင်းပါတယ်ကျွန်တော်တို့ဘာမှစိတ်ထဲကျမသွားဘူးကျွန်တော်တို့အပြင်အညီကိုတွေကိုကျွန်တော်တို့ယုံရှင်နေကျွန်တော်တို့ညီကိုတွေလာမယ်အဓိကပေါ့နော်အဲခုနလမ်းကြီးကိစ္စလည်းထပ်တော့ပြောဦးမယ်ကိုကျွန်တော်ပြောရင်းနေတယ်ခုနလပိုင်းမှာလည်း2024ခုနလပိုင်းမှာ၃ဆိုင်က စကားရပဲဗျထိုက်ရနိုင်လို့ထင်တယ်ညီလေးတယောက်သူတို့တက်လာသူတို့မင်းကြီးကရှိတဲ့ဝင်တန်းတွေကရိုက်တက်တာရိုက်တက်လို့တည်သွားတယ်เอออะแหละကျွန်တော်နောက်ပိုင်းမှပြန်ချတာရိုက်ခံတဲ့ကလေးကိုတော့ကျွန်တော်တို့မြင်လိုက်တယ်ဒါပေမဲ့ဘာညာရယ်ဆိုတော့မသိလိုက်ဘူးပြအဲကျွန်တော်ကာဝယ်မှုတော့မပေးလိုက်နိုင်ပေါ်သူဆွဲထုတ်သွားတယ်ပြီးတော့အဲ့ကလေးသတင်းချလိုက်တယ်ကျွန်တော်တက်ခံလိုက်ရတယ်ဟောအဲ့ကလေးအဲ့တော့လည်းကျွန်တော်တို့စိတ်မကောင်းအဲပြောချင်တာကတော့ကျွန်တော်တို့အထက်မှာအနာကျင်းခံရတယ် 六百呗，你那个、嗯、你记得不？那个一建那的五百地段，那一建的六百呗，那一建的楼盘，那一建的都，阿掉这那路，谁家的么家哦？谁家白三伢嘞？这那路多哪家的？这那路哪哪家的？比如苗德美家嘛，onun, any any kind of 那他那候都陪皮娃娃伊拉嘛嘞，皮多的嘞，苗德美家哦，都票款嘞，苗德美家哦票款嘞你阿嘛嘞，那个都一建那我那里的么搞的，可能票嘞，不喏，你记得嘛的？都都考不着，你记得嘛的吧？ နေရပေးထားတဲ့နေကြီးသမားတွေပါတခြားဒူးတရိုင်းမှုတွေနေကြီးသမားတွေပါခေါ်ပြီးတော့အမျိုးသမီးတို့ရိုက်ခိုင်းတယ်အဲ့မှာလက်ကျူးတာတွေမျက်စိထိတာတွေအများကြီးပါမှတ်မရအပြင်လဲရောက်လောက်ပါတယ်အဲ့တဲ့နေရတော့နော်တချို့လဲချင်းချောင်းမှုတွေနဲ့မပြောရကြဘူးကျွန်တော်တို့မှာလဲအဲ့ကျတော့တော်တော်ဆိုးတယ်ပြအဲ့ဒါလေးအဲ့ကျတော့ကျွန်တော်တို့ရောက်ခဲ့တဲ့နေခဲ့တဲ့အချိန်တွင်းမှာထောင်ပြောင်း၄နှစ်တွင်းမှာ၃တုပ်လောက်ပြောင်းရတယ်အဲဘယ်လိုလူတွေပြောင်းလဲဆိုတော့ခုနပြောသလိုပေါ့နော်ကျော်သောသတင်းရှိတဲ့သူတွေတိုက်ထက်ထက်တောက်ခတ်ထားတဲ့သူတွေသူတို့ကြောက်ရတဲ့သူတွေသူတို့ပြောင်းရတယ် 2020နဲ့2024တွင်ထောင်ပြောင်းတာတုံးတုံးရှိတယ်။တတကိုလူကြီးအနည်းဆုံးမရှိပါဘူးဆိုလို့ရှိရင်200ရဲ့အထက်မှာရှိတယ်။အများကြီးကတော့ကိုနိုင်ကျင်းနေပဲ80ရာခိုင်နှုန်းကတော့နိုင်ငံကြီးအကျဉ်းသားပါ။အဲမုံရွာအစိုးဆုံးကတော့ကိုမုံရွာထောင်ကပြောင်းလာတဲ့နိုင်ငံကြီးအကျဉ်းသားတွေကတော်တော်ကိုနစ်နာပါ။တက္ကသိုလ်တူတူကမုံရွာနေမြင်းကျန်ကိုပြောင်းသွား။မြင်းကျန်မှာထားထားယူမှာကျန်တဲ့တူတူမန္တလေးဥက္ကူကိုပြန်ပို့တယ်။အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အဲခုနပြောတဲ့နှစ်ကြီးသမားလူစုတစ်ခုတွေကနိုင်ငံကြီးအကျဉ်းသားဆိုဘာမှအမေးမြန်းမရှိဘူး။မြင်းကျန်မှာတစ်ခါရိုက်ခံရတယ်ထောင်ဝင်ဝင်ချင်းမှာ ဘာမှပြောစရာမလိုဘူး။ကြိုက်တယ်၊ကျင်ဆက်တင်နဲ့တို့တယ်သူတို့။အကုန်လုံးကို꿰ပြင်းနေအောင်လုပ်ကြ။အဲအဲ့ရနေတဆင့်မြင်းညံမှာနေခဲ့တဲ့နိုင်ငံကြီးအကျဉ်းသားတော့ကံကောင်းသွားပြီပေါ့ဗျာ။သူထပ်ပြီးရိုက်မခံတော့။ Okay ။ဒါပေမဲ့အိုးဘူကိုထက်ရောက်လာထက်ပြီးတော့အရိုက်ခံရတယ်။ကျင်ဆက်တင်နဲ့တို့ခံရတယ်။တို့တို့ကိုပါ ွဲတာတွေပြဲတာတွေနဲ့တော်တော်ကိုကုသရပါတယ်ကျွန်တော်တို့ရောက်လို့ရှိရင်ကျွန်တော်တို့ညီကိုတွေတော်တော်ကိုစိုးတဲ့အနေအထားတွေပါပဲအဲအခုဘယ်လိုပြောမလဲနောက်ပိုင်းတော့အခုသူတို့အခုစကန်းဆုံးခွာတို့သူတို့ဘက်ကပေါ့နော်စကားစားဘက်ကထွက်ပြေးလာတဲ့အရာရှိစစ်တီတွေလည်းရှိတယ်အဲလဘကလူတိုင်းမှုလို့မျိုးပေါ့ဥပမာတမမှုဒုတက်မှုတွေရောအပါဝင်တော်တော်လေးတော့များပါတယ်သူတို့ကလည်းထောင်လုံးညီရဆိုပြီးအကြောင်းပြပြီးတော့ထောင်ဝင်သာပိတ်တယ်စပိုးခွင့်တွေအဒူခွင့်တွေအားလုံးပိတ်တယ်အဲပြီးတော့အဲဒီထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေကိုစုံစမ်းမှုဆိုပြီးတော့ ကျွန်တော်ဒလန်တွေလည်းတူတူလွှတ်ထားကြတယ်ဗျများတယ်တော်တော်များတယ်တခြားမှုလည်းဖြစ်ဖြစ်ဖြစ်မယ်နိုင်ငံရေးအကျဉ်းသားအမှုလည်းဖြစ်ဖြစ်ဖြစ်မယ်သူတို့အစဉ်ပြေသလိုအမှုနဲ့တိစောက်ပြီးတော့နော်သူလွှတ်ထားတယ်အဲပြီးတော့အဲ့လိုလူတွေကိုလည်းသူတို့ကထောင်အနာပိုင်းတွေကညနေတာပေးတယ်ဆက်ဆံကျွန်တော်တို့တော့နောက်မှာပေါ့ဗျဘာဖြစ်ဖြစ်ပါနိုင်ငံကြီးကအားသားနိုင်ငံမခွဲကြပါဘူးအားလုံးကိုကျွန်တော်တို့ကူညီပေးကြတယ်ညီကိုလိုပါပဲဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျစစ်ကောင်စီဘက်ကအဲ့ဒီအဲ့ဒီကုနာကအရာရှိတွေပါလေနောက်ပိုင်းရောက်လာတယ်ဆိုတော့သူတို့အကြောင်းဘယ်လောက်လောက်သိရမလဲဗျဟုတ်ကဲ့ဗျ အဲသူတို့ခုနနှစ်ဟိုပေါ့နော်စကန်းဆုံးခွာတို့မိမနာကံသူနဲ့ရောက်လာတဲ့လူတွေကတော့ဒူးတိုင်ဒူးတိုင်မှုတွေတက်မှတ်မှုတွေအစုံစုံရင်တော့ကျွန်တော်တို့နောက်ပိုင်းရောက်တာကတော့တည်တတာ 55ယောက်ပြန်ရောက်ခဲ့တာအဲသူတို့နှစ်မတီတွေနှစ်မတီထိကြလေတယ်ဟောင်းချလိုက်ချပြီးတော့ဟိုအခုနိုင်ငံနိုင်ငံတော်ပေးတယ်ပေါ့ဗျာနော်ထောင်မှာနိုင်ငံတော်ပေးတာတော့ဘာလို့ရှိလဲအဲ55ယောက်ကိုပဲတိတန့်ခွဲပြီးတော့နှစ်40တီဆိုပြီးတော့ပေးလိုက်တယ်ပြီးခဲ့တဲ့2လလောက်ကထင်တယ်ဟုတ်တယ်လွတ်လည်ရင်နေရာမှတ်မှတ်ရဲ့လွတ်လည်ရင်နေရာပေးလိုက်တယ်ထင်တယ်ကျွန်တော်ကျန်တဲ့နှစ်မတီတွေပါလေမပေးဘူးသူ့အခွဲတွေရလို့ပဲသူတို့ပေးလိုက်တယ်အဲပြီးတော့တခြားသကန်းဆုံးဝါတွေပါတွေပြီးလာလို့ကျွန်တော်တို့ site တွေတွေတော့ရောက်ခဲတယ်ဗျာသူတို့မထားဘူးတိုက်ထဲမှာပဲထားတာများတယ်အဲကြောင့်သူတို့နဲ့ဆက်ဆံရင်တော့ကျွန်တော်တို့တိတ်တော့မရှိပါဘူးဒီတိုင်းမှာပဲ ရှိတယ်ကျွန်တော်တို့က ACC ပါပဲသူကလည်းသူလူောက်ကွဲသွားတာပါပဲတကားတော့မပြောပြကြဘူးပေါ့နော်တယောက်တယောက်ကတစ်ဖက်စီဆိုတော့သူပြောလာခင်လည်းကောင်းကောင်းမှုပြောကြပါတယ်ကျွန်တော်တို့တဲ့ဟုတ်နောက်ပြီးတော့ကျွန်တော်ဒီအို့ပို့ထောင်တွေကကျွန်တော်ဖတ်ရတဲ့စာတွေမှာဆိုတာနိုင်ငံရေးကျင်းသားတွေကြားမှာပဲဒါသွေးဆောင်စီယုံပြီးတော့တချို့ဖြက်စီးတာတွေရှိတယ်လို့လည်းသိရတယ်ဘယ်လိုမျိုးလဲဗျာကျွန်တော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီဘယ်လောက်ထိတော့ပြလို့ရတယ်လဲဗျာဒီကားကတော့ကိုမူရစ်စေဝါကိစ္စပေါ့နော်အဲမူရစ်စေဝါကတော်တော်ကိုပြောတာကိုကြီးအဲ့မှာကတော့ကိုတရားဝင်လို့ပြောလို့ရတယ် ဘာတွေရလဲဆိုတော့ဝီလူခေါ်တဲ့စေးချောက်ရမယ်ဗျာယာမရမယ်အိုက်ရမယ်ဘိန်းယူရမယ်အကုန်လုံးရတယ်ဗျာကိုအဲ့အရာတွေပေါ်ပေါ်လောလောတွင်းပြီးတော့နိုင်ငံရေးကျင်းသားတွေကိုမြှူဆွဲတယ်ဖျားယောင်းတယ်ဖျက်ဆီးတယ်ပေါ့နော်သူတို့အားလုံးဖျက်ဆီးကြတယ်ဒါပေမဲ့ထိန်းတော့ထိန်းတယ်အကုန်လုံးကတော့ကျွန်တော်တို့ဝိုင်းထိန်းကြတယ်နိုင်ငံရေးကျင်းသားတွေအဲမူယူစီကလည်းဗျာသွင်းတဲ့ကိစ္စတွေမှာတော့ဥပမာပေါ့နော်ထောင်ထဲကိုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘူးတကားကိုဖျက်အဲ့ဘူးတကားမှာတက်သားအဆင့်လောက်ကိုပဲတက်သားအဆင့်ဒါမှမဟုတ်တက်ချက် တက်ချက်ကြီးပေါ့နော်သုံးကြီးအဆင့်လောက်ကိုပဲသူကစစ်တာတပွင့်လို့နှစ်ပွင့်လို့သုံးပွင့်လို့ကြမစစ်ရဲတော့အဓိကအသေးနေတာကတော့သူတို့ပဲဗျထောင်ပိုင်းအပါဝင်ຢာလို့ရှိတဲ့လူတွေပေါ့သူတို့ကိုယ်တိုင်ကြတော့ဘယ်သူမှမစစ်ရဲပါဘူးအဲကြောင့်သူတို့ကိုယ်တိုင်တွင်းနေတယ်ထောင်တွေကိုအဲတွင်းပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုဖျက်ဆီးတယ်အဓိကမွေးရွှေစည်းကိစ္စမှာတော့အဲတောင်းရွှေခငရွှေရဲအဲလူကတော့တစ်ဆိုင်လေးခန်းမှနေပြီးတော့ဓာတ်ဆန်းသူတို့ကညီကိုနှစ်ယောက်အဲအဲဒုတိယတမားတွေနဲ့ပေါင်းပြီးတော့ ထောင်ရင်အာနာပိုင်တွေကပေါင်းပြီးတော့လောက်ကင်နေတာဒီမူရီစီဝါကိုအတိကခုနပြောလို့ပါမူရီစီကတော့အများကြီးပဲစေးချောက်ရှိတယ်ဘင်းရှိတယ်ယာမယာမတို့ဘာလို့ဆိုရင်အခုတော်တော်ဆိုးတယ်အငွေ့အငွေ့ရှုအငွေ့ထွက်အောင်ကိုရှုလို့ရတဲ့ဟာတွေထိရှိတယ်ပြီးတော့အခုဘင်းမျိုးတို့လိုဟာမျိုးတွေရှုရုံနဲ့မဟုတ်ဘူးစေတူအနဲ့တွေ့ရတဲ့ထိထိုးလို့ရတဲ့အဆင့်ထိရှိတယ်ဗျအဲ့ကိစ္စတွေအဲထောင်အာနာပိုင်တွေကတော့သူတို့နဲ့ပလဲနံမတင်တဲ့သူတွေအခုလိုမျိုးစက်ကြီးကောင်းကောင်းပင်းနေတဲ့သူတွေကိုမတိကျအောင်ဆောင်းအောင်မတိကျအောင်ဆောင်းနေပေါ့နော်မတိကျအောင်ဆောင်းပြီးတော့ခိုင်းနေတယ်အဲသူတို့လည်းအကျိုးရှိတယ်အဲသူတို့နဲ့ပလဲနံမတင်မနဲ့ အစင်မပြေတဲ့သူတွေကိုတော့ဟိုလက်ခွဲသမားတွေပေါ့ဗျာဟိုမြေအောင်ပြောရရင်တော့သူတို့ဖမ်းတယ်အေးအေးယူပြတယ်ဒါကတော့ဘာမှဟိုမဟုတ်ဘူးဗျာတီတီလေးတွေတော့လောက်ပြတယ်သူတို့ကြီးကြီးမားမားနဲ့အခုလုတ်ပြီးသူတို့ကိုလုတ်ပြီးနေလက်ကြီးသမားတွေကိုသူတို့ဘာမှမလုပ်ဘူးထောင်သွင်းနေပြင်းချတာလည်းမရှိဘူးအဓိကတော့အဲထောင်ဝင်တဲ့နေ့ကိုယ်တိုင်းတည်တယ်ဟိုပေါ့မြင်အောင်ပြောရရင်တော့ကျွန်တော်ထောင်ထဲကိုသုံးရက်တခါလောက်စံရိတ်ခါကားတွေဝင်နေဗျအဲစံကားဝင်နေအခုအတီးရွက်တွေဝင်နေတဲကားတို့ထုံကားတို့ပေါ့ဗျအများကြီးပဲအဲ့ဒါတွေနဲ့ပဲတည်တာပဲသူတို့က ပြီးတော့ရှာဖွေလုပ်တယ်ဆိုတာတို့အဲ့ဒါလေးမျိုးတွေရှာတာကျွန်တော်တို့ဘယ်သူမှအပြင်မထွက်ရပါဘူးဘယ်ကျင်းသားမှအပြင်ထွက်လို့မရအောင်ဒီလိုတွေပြန့်နှံ့နေတာလေထောင်အပိုင်းထောင်အာဏာပိုင်တွေရဲ့လက်ချက်ပဲအဲ့ဒါကိုသူတို့ကရှာဖွေရေးဝင်နေပေါ့ဗျာတော်တော်ရည်ရည်ရကောင်းပါလေအကိစ္စဘယ်သူမှအပြင်မထွက်သူတို့ပဲထွက်ခွင့်ရှိအဓိကတော့ထောင်အာဏာပိုင်တွေပါပဲတပွင့်ကနေအကောင့်ကြီးကြီးပေါ့ဗျာထောင်ပိုင်ကြီးစီပေါ့သူတို့လှုပ်ရှားနေကြပါလေအဲ့လိုလှုပ်ပြီးတော့ကျွန်တော်နိုင်ငံကြီးအကျဉ်းသားတွေကိုဖျက်ဆီးနေကြတယ်သူတို့ ခုဒါတော့အပြင်ကသတင်းတွေလည်းတွင်းထဲမှာသိရတာပေါ့နော်ထောင်ထဲမှာသိရတယ်ကြားရတယ်နောက်ပြီးတော့ဟိုဟိုအစောပိုင်းတုန်းကဆိုရင်တော့ဒါအတွင်းထဲကနိုင်ငံရေးသဘောထားတွေဒီနိုင်ငံရေးအကျဉ်းသားတွေဘယ်လိုသဘောထားရှိသလဲအပြင်ကဟိုမှာ CRP NUG အဲစသဖြင့်နောက်တစ်ခုအခုနောက်ပိုင်းဆိုတာ EAO တွေပါပါလာတာပေါ့နော်နိုင်ငံကြီးအလှည့်ပြောင်းမှာဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးဒီတော့သဘောထားတွေကတော့ခဏခဏကြားရတယ်သိရတယ်ပေါ့နော်ဆိုတော့ဒီအိုးဘိုတောင်တွေကနိုင်ငံကြီးအကျဉ်းသားတွေရဲ့လက်ရှိအပြင်ကနိုင်ငံကြီးဖြစ်ပေါ်တိုးတက်မှုတွေပုံမှာသဘောထားပေါ့နော်ဘလို့ရှိတယ်လဲဗျာ အဲလောလောဆယ်နိုင်ငံရေးအချင်းသားအလုံးရဲ့သဘောထားကတော့နံပါတ်1တော်လန်ရေးမှာအင်တိုင်းအားတိုင်းပါဝင်နေကြတဲ့သူတွေကျွန်တော်ညီကိုတွေအလုံးဂုံယူတယ်။ကြာဆုံးခဲ့တဲ့ကျွန်တော်တို့ညီကိုရဲဘော်တွေအတွက်လည်းဂုံယူပါတယ်။မိသားစုနဲ့သူတို့ရဲ့မိသားစုတွေထက်တူလဲဝမ်းနေပါတယ်ကျွန်တော်တို့။အဲအပြင်ကကျွန်တော်တို့ညီကိုတွေရဲဘော်တွေကလက်နဲ့ကင်ပြီးတော့ဒီစစ်အာဏာရှင်ကိုတိုက်နေရတယ်လို့ပဲကျွန်တော်တို့အထက်ကရဲဘော်တွေကလည်းလက်နဲ့မကင်ပဲနဲ့တော်လန်နေရတယ်ဆိုရင်တော်လန်နေရပါတယ်။အဲဒီနေရာမှာကျွန်တော်တို့အပြင်ကရဲဘော်တွေ လိုပါပဲကျွန်တော်တို့လည်းအချိန်မရွေးအတက်တည်သွားနိုင်ပါတယ်ငယ်အဲတေးမင်းနှခမ်းဝမှာကျွန်တော်တို့ကလမ်းလျှောက်နေရတယ်လို့ပါပဲအထဲမှာတည်ရင်သူတို့ပြောရင်ကြတာကားပေါ့နော် A4 300ပဲပုံပါလေလူတယောက်တည်လို့ရှိရင်ဘာမှပြဿနာမရှိပါဘူးဆိုတဲ့အကားပေါ့နော်ရှိတယ်နံပါတ်1 CRB NUG NUCC ကိုမန္တလေးဥပုထောင်မှာရှိတဲ့နိုင်ငံတွေကအားမရဘူးဗျဘာလို့လဲဆိုတော့သူတို့သူတို့ရဲ့ statement အနေနဲ့ပြောဆိုချက်တွေကအားရစရာမကောင်းဘူးဗျအားများကြအောင်ကျွန်တော်အထက်ကနေပြီးတော့နံပါတ်3ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံမြန်မာပြည်သူလူထုရဲ့သဘောထားနဲ့ဆက်ကျင်ပြီးတော့စကားဆားနဲ့ဆက်ဆံတဲ့မြေတိအဖွဲ့အစည်းမဆိုမြေတိနိုင်ငံမဆိုကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကလုံးဝရှုံချပါတယ်။နံပါတ်3အခုဆိုရင်ဗျာစစ်မှုထမ်းအပတ်စဉ်တစ်ဆယ်ထိရောက်လာပြီ။အဲ့ပေါ်မှာထဲကကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေစိတ်မကောင်းကြအောင်ဒီစစ်မှုထမ်းအပတ်စဉ်တစ်ဆယ်တွင်းမှာလူငယ်တွေမတရားစစ်မှုထမ်းခိုင်းတယ်၊ရှေ့တန်းကိုထွက်ခိုင်းတယ်၊အသေးခိုင်းတယ်။အဲ့ဒါတွေကြားရတယ်ကျွန်တော်တို့ရင်နေနာတယ်။အဲ့ဒါကြောင့်မလို့အဲအပြင်မှာရှိတဲ့ကျွန်တော်တို့တော်လန်ရေးဟင်အားစုညီကိုများအနေနဲ့လည်းဒီစစ် သက္ကဆာရဲ့စစ်မှုထမ်းအပတ်စဉ်တွေကိုရပ်တန့်ပေးနိုင်မှုကျွန်တော်တောင်းဆိုတယ်အထင်ရနေပြီ။အဲသက္ကဆာရွေးကောက်ပွဲမတိုင်ခင်လည်းအပြည့်ဖြတ်ပေးဖို့ကျွန်တော်တို့နိုင်ငံရေးကျင်းစာတွေအားလုံးကတောင်းဆိုပါတယ်ဗျ။ဟုတ်ကဲ့အဲ့လောက်ပါပဲဗျ။ကျွန်တော်ဘက်ကတော့ထွေထူးထူးမေးစရာမရှိတော့ပါဘူး။ကျွန်တော်မေးတာကြံသွားလို့ရှိရင်ထပ်ဖြည့်ပြောချင်တာမျိုးရှိရင်ပြောလို့ရပါတယ်ဗျ။ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ထောင်ထဲမှာထောင်အသီးသီးတိုင်းမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပြောချင်ပါတယ်။အားမငယ်ပါနဲ့လို့စစ်တပ်တွေမကြပါနဲ့အမြင့်ဆုံးမှာထားပါကျွန်တော်တို့အကောင်းဆုံးကြိုးစားနေကြပါ။ဟုတ်ကဲ့ကျမကြီးကောင်းမှုကျမကြီးကောင်းအောင်ပဲယူဆကြပါလို့ညီကူအားလုံး ီကွန်မော်နမာအားလုံးကိုကျွန်တော်တို့ကျွန်တော်ပြောချင်ပါတယ်ဒီနေရာနေပြီးတော့ကျွန်တော်အမြန်ဆုံးကျူးသွားပါမယ်